ရဲ့ဘူဖိုင်အာတူဘီလာလိမ့်မယ်လို့တချို့ကပြောကြတယ်အာတူဘီဆိုတာကစစ်စည်းပွားရေးလုပ်တဲ့အဖွဲ့အစည်းသားဖြစ်တယ်ကျွန်မအဲ့ဒီအချိန်ကြီးပြောခဲ့တယ်။ဒါကြောင့်မြန်မာပြည်ကိုဘတော်မှအာတူဘီလာမှာမဟုတ်ဘူးလို့နောက်နေဆက်ရေကဝယ်ပြီးပြီးချင်းကကျွန်မကလိုက်လွှဲပြီးနိုင်ငံရေးအဲ့လိုတူပြီးတောင်းတက်ခဲ့အဖြစ်တချို့ကပြောတယ်ဘာလို့မဟာသွေးလို့ခေါ်တာအေးအက်တီလို့တော်လို့တက်လို့မဟာသွေးလို့ခေါ်တာပဲကျွန်မကိုရင်တွေးနေအောင်မဟုတ်ဘူးအရှိတရားကိုပြောနေတာကျွန်မရဲ့ဘယ်လိုဖိုင်တွေကိုဖျက်ညက်ကန့်လုပ်နေတဲ့ကောင်းနေကောင်းမနေအက်တီလို့စေရေးနိုင်ငံရေးတောင်းတနိုင်တဲ့အရေးချင်းမရှိဘူးဆိုတော့ခင်ဗျားတို့မုန်းလဲမတက်နိုင်ဘူး နော်ဘသူမုံမုံမလို့သူတွေမုံပါစီကိုပြုံးနေတဲ့သူတို့ရှုံးနေကျမမြဲလက်ခံထားရကျမမြဲလက်ခံထားတဲ့စောင့်ဖို့ကျမမြဲလက်ခံထားတဲ့အရာနော်မလို့သူတွေမုံပါစီကိုပြုံးနေတဲ့သူတို့ရှုံးနေဆိုတော့ရှင်တို့တွေမနာလို့ကြဆဲရှင်တို့တွေလောင်မြိုက်ကြဆဲရှင်တို့တွေကျမကိုစောက်ဖောင်းထူကြဆဲရှင်တို့တွေအဲ့ဒီလိုမနာလိုပြီးတော့ကျမကနာမည်ဖြင့်လေကျမရဲ့ဘီလိုဖိုင်တွေဖြည့်ညက်ကတ်လုပ်လေကျမပို့ပြီးတော့နော်မြရွှေကိုပရံများလို့အပြောင်းထွက်လိမ့်မယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ အတူပီးမြမာပြည်ကိုမလာသည့်အပေါ်မပူတူကသူမရဲ့ကြိုတင်ခမန်းချက်မှန်ကန်ပြီးမဟာသွေးကုံနဲ့ထိုက်တန်ကြောင်းပြောလာသည်မူအဆုံးထိနားဆင်ဝေဖန်သုံးသက်ပေးသွားကြပါဦးခင်ဗျာမင်္ဂလာပါမျိုးတို့ရေဒီနေ့ပုံဖတ်ပြမယ်နားထောင်ကြည့်ပါလူတော်လည်းရိုးရဲကမ္ဘာနိုင်ငံတီးတီးကမျက်နှာသာမပေးလို့စိတ်ပြင်းအားငယ်စရာမလိုပဲကိုအားကိုကိုရမှာဖြစ်တယ်လို့အန်ယူဂျီရဲ့ဘူကွန်မြူနတီဝေးမှာဝင်ကြီးချုပ်မန်းဝင်းခံတာပြောချပါရတဲ့အခုကြမှာတခြားနိုင်ငံတွေကမကူပါနဲ့ကိုအားကိုကိုရမယ်တဲ့ ဘာလို့ဒီစကားပြောတာလဲဆိုတော့အာရှိတပတ်လောက်ကပဲအရှိဒီမောနိုင်ငံအရှိဒီမောဆိုလို့ရှိရင်လေဟာဇင်မောင်ကအရှိဒီမောနဲ့တော့တွေ့တယ်သူ NGO ကိုအရှိဒီမောကတရားဝင်အစိုးရဖြစ်အတိမဲ့ပြုရဲဆိုပြီးသူအားရဝန်သာဖြစ်ကြတယ်အခုလက်ရှိအရှိဒီမောမှာရှိရဲ NGO ရဲ့ကိုယ်စားလှယ်နှစ်ယောက်ကအရှိဒီမောကခွေးမောင်းတယ်လို့မောင်းထုံလိုက်တဲ့ကသူတို့အဲ့မှာရင်းထဲမှာရမခန့်စားဖြစ်ရမခန့်စားသူမမြင်နိုင်နဲ့အသေးလေးကအတွေ့အကြုံအဲ့လိုသူအတွေ့အကြုံဖြစ်တယ် အရှိဒီမောကတို့ကိုခွေးမောင်းတို့လိုမောင်းထုံလဲတာတို့ကအလွင်ကြီးဖြစ်နေတာဖြစ်နေတာကြောင့်ပါအလွင်ကြီးဘူးကော်ပိုရေးစီဝေးပါတခြားနိုင်ငံတွေကကိုယ်ကိုမျက်နှာသာမပေးအဖက်မလုံးလို့စိတ်မပြတ်ပါနဲ့အားမငယ်ပါနဲ့ကိုအားကိုကိုကိုဘီငွေဦးတော်လိုင်းကိုတော့တိုက်ရပါမယ်ဆိုတော့အတူပြီးလာတော့မယ်လို့ပြောခဲ့တာဘသူတည်းလဲဟမ်တချိန်လုံးပြောခဲ့တာအတူပြီးလာနေပြီလို့ပြောခဲ့တာဘသူတည်းလဲအတူပြီးလာပါဆိုပြီးအမေရိကန်တန်ရုံးရှင်မှာစိုက်ပုတ်တွေကင်ပြီးအတူပြီးလာပါလို့တွားပြီးတော့ဒူးဆောက်အတနာခံကိုနိုင်ငံကိုအတူပြီးလက်ထဲထိုးအပ်ခဲ့တာဘသူတည်းလဲ အန်ယူဂျီဝီကြီးဒေါက်တာဆာဆာပါပြောခဲ့လေခင်ဗျားတို့အကူအမလေးအာဘောမာကြီးကအတိုင်းမျိုးကိုတရုတ်လက်ထက်ထိုးအပ်နေတာခင်ဗျားတို့ကမြန်မာနိုင်ငံကိုအာတူပြည်လက်ထက်ထိုးအပ်ခဲ့တာလေအရင်ဆုံးခင်ဗျားတို့အရင်ဆုံး2018ဖွဲ့စည်းပုံခြေကဥပဒေကိုဖျက်သိမ်းလိုက်ပါပြီဒါကြောင့်မြန်မာနိုင်ငံကိုအာတူပြည်လာပါတော့ဆိုပြီးတော့နိုင်ငံကိုအာတူပြည်လက်ထက်ကိုထိုးအပ်ရောင်းစားထိုးကျွေးခဲ့တာခင်ဗျားတို့အရင်ဆုံးနော်အာတူပြည်လာနေပြီလို့ပြောခဲ့တာခင်ဗျားတို့အခုကြာမှ၅နှစ်အချိန်ကြီးလုံခဲ့ပြီ၅နှစ် တိုင်းပြည်ကြီးပြည်စည်းသွားပြီ9နှစ်ကလေးတငယ်ပေါင်း9နှစ်တန်းနီးပါပြည်ညသင်္ဃခွင့်ဆုံးရှုံးသွားပြီ9နှစ်လူပေါင်းသိန်းနဲ့ပန်းနဲ့ချီလူပေါင်းပန်းနဲ့ချီပြီးတော့ဒုက္ခတွေဘဝရောက်သွားပြီလူပေါင်းပေါင်းနဲ့သိန်းနဲ့ချီပြီးတေကြီးပြည်စည်းခဲ့ရပြီဒီလောက်တိုင်းပြည်မွေးပြာကြမှာခင်ဗျားတို့ခုမှအတိတ်ရရကြတယ်တချို့တော့အာတူပီလာတော့မယ်အာတူပီလာနေပြီဆိုပြီးတော့အာတူပီအာကိုမေးလို့ဒီအခုကြာမှာ နိုင်ငံခြားကိုအားကိုးနေလို့မရပါဘူးကိုအားကိုကိုးရမယ်တိုင်းပြည်ဒီ D state ဖြစ်ပြီးတော့ကလေးငယ်ပေါင်း9ပန်းနီးပါးပညာသင်ထားခွင့်ဆုံးရှုံးပြီးတော့နိုင်ငံလူဦးရေရဲ့เนาะအနည်းဆုံး60ရာခိုင်နှုန်းလောက်စစ်ပေးဒုက္ခတွေဘွားရောက်နေတဲ့အခြေအနေမှာခင်ဗျားတို့နှောင့်နှောင့်လာရကြတယ်เนาะရှင်တို့အသက်ကြီးပြီးတေကနီးရတဲ့လူတွေကအခုကြမှာနှောင့်နှောင့်လာရတာလူပြုံးဆစ်ရှုံတိုင်းမြည်ကြီးဖို့ဖို့ညံ့ညံ့ကြည်ပြီးတော့လူလဲပြုံးဆစ်လဲရှုံတဲ့အချိန်ကြမှာခင်ဗျားတို့ကအာမနန်မှန်းရှုံပြီးအာတုပြီမလာမှန်းသိလို့ ိုင်ငံခြားကိုအားကိုးလို့မရတော့ပါဘူးလို့ပြောနေတာကျမဝဘထုမဟာသွေးက2020ရွေးကောက်ပွဲပြီးပြီးနောက်နှစ်ရက်အတွင်းမှာတည်းကအားတိုးပြီးမလာပါဘူးလို့ပြောခဲ့တာနော်ရွေးကောက်ပွဲ2020ရွေးကောက်ပွဲပြီးပြီးချင်းနောက်နှစ်ရက်နော်ပြမရွေးကောက်ပွဲပြီးပြီးနောက်တစ်ရက်မှာ NLD ပါတီကနိုင်နေဆိုတော့တော်တော်များများကစိတ်တက်တဲ့ကြအားရင်းစိတ်တွေပြက်ပြီးတချို့တို့တင်းနှောင်မစားနိုင်ကြတဲ့လူတွေရှိအဲ့ဒီအချိန်မှာနိုဗမာရှိရနေရွေးကောက်ပွဲပြီးတယ်မလားကျမနိုဗမာ7ရက်နေ့မှာ live stream ပြီးပြောခဲ့တယ် ရွေးကောက်ပွဲထားမမြောက်ဘူးရွေးကောက်ပွဲ2020ရွေးကောက်ပွဲမအောင်မြင်ဘူးကျမတို့ကနေပြီးတော့တက်မရော့ကာခွေဦးစီးချုပ်ကိုရွေးကောက်ပွဲပြန်ပြီးကျင်းပပေးပါလို့ကျမတို့မှတောင်းဆိုရမယ်တက်မရော့ကာခွေဦးစီးချုပ်ကနောက်အဲ့တော့ကျမပြောခဲ့တယ်နော်လည်းတော့ရှိချေဦးပါအာပုံမှန်20ဆလုံးလို့နော်ပုံမှန်အာပုံမှန်၄တခွန်ရပုံမှန်၄8ရရ2000ချီဥပုံ50ခန်းငယ်ရစစ်တက်ကကကွယ်ရမယ်တောင်းဝင်ရှိရဒါကြောင့်မလို့တက်မရော့ကကွယ်ဦးတီချုပ်ကရွေးကောက်ပွဲပြန်ကျင်းပါပေးပါလို့ကျမတို့တောင်းဆိုရမယ် တချို့ကနော်ဒေါ်ဆန်းစုကြည်ကငင်းငယ်ရေးနိုဘယ်ဆုရှင်ကြီးမို့လို့စစ်တပ်ကဖမ်းလို့မရဘူးငင်းငယ်ရေးနိုဘယ်ဆုရှင်ကိုဖမ်းရင်အာတူပီလာလိမ့်မယ်လို့တချို့ကပြောကြတယ်အာတူပီဆိုတာကစစ်စည်းပွားရေးလုပ်တဲ့အဖွဲ့အစည်းတာဖြစ်တဲ့ကျွန်မအဲ့ဒီအချိန်ကြီးကပြောခဲ့တယ်အာဒူဘီဆိုတာကနောက်ွယ်ကအရေးရှင်နိုင်ငံတွေထောက်ပံ့ပေးထားတယ်။ဒါကြောင့်မလို့တို့ကတို့အတွက်စီးပွားရေးရအမျက်ကျန်တဲ့နေရာမျိုးမှာသာအာဒူဘီလုပ်တယ်။ကျမတို့မြန်မာနိုင်ငံမှာတို့လာလို့စီးပွားရေးအမျက်မကျန်ဘူး။ဒါကြောင့်မြန်မာပြည်ကိုဘယ်တော့မှအာဒူဘီလာမှာမဟုတ်ဘူးလို့။နောက်20ရေကောက်ပဲပြီးပြီးချင်းကကျမက live ပြီးနိုင်ငံရေးအဲ့လိုတို့ပြီးတုံတက်ခဲ့တာဖြစ်တယ်။ အဲ့ဒီအချိန်တော့ဆိုရင်ကျမနဲ့အရင်ရင်းနှီးပါတယ်ဆိုတဲ့မိတ်ဆွေတွေကိုယ်တိုင်ကတော့မှကျမပြောတာမယုံဘူး။ဘာလို့လဲဆိုတော့အရွေးကောက်ပွဲကိုနော်အာဒီမင်းစင်းတွေကိုတက်မလို့ကောက်ပွဲဦးကြီးချုပ်ကဖြည့်ရှင်းပေးပါလို့ပဲတောင်းဆိုလို့ရမယ်တဲ့ရွေးကောက်ပွဲပြန်ကျင်းပါပေးပါလို့တောင်းဆိုလို့မရဘူး။ကျမပြောတာမှားနေပါတယ်ဆိုပြီးတော့နော်လက်ရှိမှာဆိုသူတို့ကိုသူတို့လက်ရှိမှာတချို့လူတွေက ဒီအကြီးအကဲတွေတော့ဖြစ်နေကြပြီအဲ့ဒီချိန်တုန်းကကျွန်မပြောတဲ့စကားကိုမှားပါတယ်လို့ဝေဖန်ခဲ့တဲ့လူလေအခုလက်ရှိတက်မတော်ကခွေးဦးစီးချုပ်ကရွေးကောက်ပွဲပြန်ကျင်းပပေးမယ်ဆိုတော့ခင်ဗျားတို့အရင်ဆုံးရွေးကောက်ပွဲဝယ်ဖို့အရင်သွားနေကြတယ်နော်နိုင်ငံရေးလေးလာတုံးတယ်ဆိုရင်အဲ့လိုတုံးတက်ရတယ်တချို့ကပြောတယ်ဘာလို့မဟာသွေးလို့ခေါ်တာအေးအက်တီလို့တော်လို့တက်လို့မဟာသွေးလို့ခေါ်တာပဲကျွန်မကိုရင်တွေးနေအောင်မဟုတ်ဘူးအရှိတရားကိုပြောနေတာကျွန်မရဲ့ဘီလိုဖိုင်တွေကိုဖျက်ညက်ကန့်လုပ်နေတဲ့ကောင်းလေးကောင်မလေးအက်တီလို့စည်ရနိုင်ငံရေးတုံးတက်နိုင်တဲ့အရေးချင်းမရှိဘူးဆိုတော့ခင်ဗျားတို့မုန်းလဲမတက်နိုင်ဘူး နော်ဘသူမုံမုံမလို့သူတွေမုံပါစီကိုပြုံးနေတဲ့သူတို့ရှုံးနေကျမမြဲလက်ခံထားရကျမမြဲလက်ခံထားရဲ့ဆောင်းဖို့ကျမမြဲလက်ခံမြိုင်နယ်မှာစစ်အုပ်စုနဲ့ပြူစောတိစစ်ကြောင်းကိုတိုက်ခိုက်ရမှာစစ်အုပ်စု၃ဦးတေဆုံးတာတနက်တလက်တင်းစီရမည် မကွေးတိုင်းမြိုင်မြို့နယ်တောင်ပိုင်းကတွင်းမပြူစောတိစခန်းအထိုင်စခန်းကနေထွက်လာတဲ့စစ်အုပ်စုနဲ့ပြူစောတိတွေကိုတော်လန်ရေးတပ်တွေကအတင်းဆောင်ဆိုင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်အုပ်စု၃ရောက်တေဆုံးပြီးတနက်တလက်တင်းစေးရမိတယ်လို့မြိုင်ဘက်ကဖကစက်တင်ဘာလ26ရက်နေ့မှာထုတ်ပြန်ပါတယ်။ စက်တင်ဘာလ28ရက်နေ့နေ့လယ်နှစ်နာရီခန့်ကမြိုင်မြို့နယ်တောင်ပိုင်းတွင်းမပြူစောတိစခန်းထိုင်တစ်ခုဖြစ်တဲ့ဘုံကြီးကျောင်းကနေထွက်လာတဲ့စစ်အုပ်စုတွေကိုတော်လန်ရေးတပ်တွေကအသင်းဆောင်တိုင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်အုပ်စု၃ယောက်ခန့်မျက်မြင်သေဆုံးတယ်လို့တိုက်ခိုက်ရေးမှဦးဆောင်ပါဝင်ခဲ့တဲ့ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစုဖွဲ့ကတာဝန်ရှိသူတအူးကပြောပါတယ် ထိခိုက်မှုကတော့၃ရောက်ထပ်မနေရှိပါတယ်တနက်ကတလက်ပဲရခဲ့တာပါသူတို့ကနောက်ပြန်ဆုတ်သွားတာပါရှေ့ကတက်လာတဲ့သူတွေကလဲကျသွားတာဆိုတော့အခုတေဆုံးတာတွေကပြူစောတိမပါဘူးစစ်ခွေးတွေပဲကူတူဖုန်ကြီးကျောင်းမှာနေတဲ့စစ်ခွေးတွေပဲတွင်းမပြူစောတိစခန်းမှာစာတင်ကျောင်းထိုင်တဲ့ကြီးရွာဖုန်ကြီးကျောင်းတို့မှာစစ်အုပ်စုအထိုင်တို့ရှိကြပြီးအခုတေဆုံးတဲ့စစ်အုပ်စုတွေကဖုန်ကြီးကျောင်းမှာအထိုင်စခန်းချထားတဲ့စစ်အုပ်စုတွေဖြစ်တယ်လို့ဆိုပါတယ် တိတ်ဆုံးသွားတဲ့စစ်အုပ်စုတွေစီကမှတတလက်တလက်တင်းစီရမိခဲ့ပြီးကျန်တဲ့စစ်အုပ်စုနဲ့ပြူစောထီးတွေကနောက်ပြန်ဆုတ်ထွက်ပြေးသွားတယ်လို့ဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုမြန်မာကဖတ်တက်ခွဲတက်ခွဲနဲ့ကီတုလူမျိုးရေးတပ်ပေါင်းစုထွာကမတ်တပ်ပေါင်းစုနဲ့ရှစ်တပ်ပေါင်းစုတို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ထားရအောင်နော်ဘလို့သူတွေမုံမဖြစ်ကိုပြုံးနေသွင်းသူရှုံးနေဆိုရှင်တို့တွေမနာလို့ကြာတယ်ရှင်တို့တွေလောင်မြိုက်ကြတယ်ရှင်တို့တွေကျမကိုစောက်ဖောင်းထုကြတယ် ရှင်တို့လည်းအဲ့ဒီလိုမနာလိုပြီးတော့ကျွန်မကိုနာမည်ဖျက်လေကျွန်မရဲ့ဘီလိုဖိုင်တွေဖျက်ညက်ကတ်လို့လေကျွန်မပို့ပြီးတော့နော်မြရွှေကူဗရန်များလို့အယောင်ထွက်လိမ့်မယ်ဘာလို့လဲဆိုတော့ပညာရွှေအိုးစာလို့ခိုးလို့မရဘူးဗျာနော်မဘတူရဲ့ပညာရွှေအိုးကိုခင်ဗျားတို့လာခိုးလို့မရဘူးနော်ကျွန်တော်နိုင်ငံရေးတုံးတက်တယ်ဆိုတာအဲ့ဒီလိုတုံးတက်ရတယ်နော်အခုမှနိုင်ငံရေးကိုလှေကြုံစီးပြီးနိုင်ငံရေးခွေးတို့ဘောက်ကဝင်လာပြီးကျမရဲ့ဒီလိုခိုင်းနေကိုဖျက်ညက်ကန့်တယ် reaction ဆိုတဲ့ခေါင်းစိမ့်အောင်မှာလုံးမစားချနိုင် နော်ရှင်တို့အဖေခေါ်နေတဲ့အခုအာတုပြည်လာတော့မယ်ဆိုရဲအန်ဥကြီးဝင်ကြီးစားစားတော့မှမသိဘူးအခုခင်ဗျားတို့အန်ဥကြီးကိုအပြိုင်ဖွဲ့စည်းထားတဲ့ဦးကြီးမြင့်တို့အန်အားဒီဆိုရတဲ့တွေကိုပဲဦးကြီးမြင့်အနိုင်ငံကြီးတွန်းကျင်သူစီရေးနိုင်ငံကြီးတွန်းကျင်လိလသုံးတက်သူဦးတန်းစိုးနိုင်တရုတ်ရေးတွန်းကျင်သူဒေါက်တာလှကျော်စုံအမေရိကန်စစ်တပ်ကတာဝန်ထမ်းဆောင်ခဲ့တဲ့ဘူကြီးဒေါ်မီမီဝင်းပတ် ။နာမည်အကြီးကြီးတွေဂုံပုတ်ကြီးတွေပေးပြီးတော့တိုင်းရေးပြီးတုံးသက်တဲ့အခါမှာစောက်တလွဲတွေပဲတုံးသက်ကြတယ်။သူတို့တုံးသက်တာတခါမှမှန်တာမရှိဘူး။အေးအဲ့ဒီလိုမှန်တာမရှိဘဲနဲ့စောက်တလွဲတွေတုံးသက်နေလည်းပဲရှက်ရကောင်းမှမသိဘူး။အနည်းဆုံးဆုံးဖြစ်စေလာရှုံးကိုပဲကြည့်။တကောင်ညာနဲ့ကောင်ဆိုလည်းသူတို့တွေအများကြီးတုံးသက်လိုက်တာပဲခံမှန်လိုက်တာပဲ။လာရှုပ်ကိုကိုကန်လာတက်လိုက်တော့လေအဲ့ဒီအတန်းဆုံးတိုင်းတို့ဦးကြီးမြင့်တို့ဒေါ်လှကျော်စိုးတို့ဒေါ်မီမီဝင်းဘတ်တို့အကြီးကြီးအကြီးကြီးအကြီးကြီးတွေပြောကြတယ်။နော် အဲ့ဒီချိန်မှာသူတို့မွေးမှာသူတို့ညီလောက်ပဲရှိတယ်ကျွန်မတို့ကတော့မအောင်သေးလာရှုံးနဲ့ပတ်သက်လို့ပါတော့တယ်လာရှုံးအိုး2025မေလမတိုင်ခင်တို့မူမေလကောင်မှာတက်မတော်ကပြန်ပြီးထိချုံနိုင်လိမ့်မယ်လာရှုံးမှာပညာရေးနဲ့ကျမရေးခန္ဓာလည်းပက်လိမ့်မယ်လို့ကျွန်မတို့သက်ခဲ့တာအချိန်တော့မလွဲစေရအောင်နော်အချိန်တော့မလွဲစေရအောင်2025မေလနော်မေလမတိုင်ခင်မှာတို့မဟုတ်မေလအကောင်မှာလို့ကျွန်မပြောခဲ့တယ်ကျွန်မပြောသူလိုပဲမေလမတိုင်ခင်မှာလာရှုံးကိုကိုကံကတက်မတော်လက်ထဲပြန်ပေးပါလေဆိုပြီးတော့အပ္ပမဆုံးကြင်ညာတယ်မေလအကောင်မှာ နာစာကအရှိုးရရဲ့အုတ်ချိုရရန်တရားရဲ့ပြန်ပြီးလေးပတ်တယ်။နော်ဆိုတော့ရှင်တို့ဒီကိုအဲ့ဒီလိုစီးရင်နိုင်ငံရေးကိုကြိုးပြီးသုံးသပ်နိုင်တဲ့အရေးချင်းမရှိအရှာယိုးမရှိရှာမအယိုးမရှိတဲ့လူနိုင်ငံရေးအသိခါလည်းမရှိဘဲလူတွေပြောနေတဲ့စကားတွေကိုခင်ဗျားတို့ယုံမနေကြနဲ့နော်အဲ့ဒီရှာယိုးမရှိဘဲအာတုပြီးလာနေပြီးလို့မနှက်ပြန်တော်လန်ရေးကအောင်းနေပြီးလို့ပြောတဲ့စကားတွေကိုမယုံကြတော့နဲ့မယုံနဲ့ စပ်ပြီးတော့မိုက်လုံးမကြီးနဲ့စပ်ပြီးတော့မမိုက်ကြနဲ့ရှင်တို့တွေစက်တက်ကိုမကြိုက်ဘူးမလားရှင်တို့တွေဆင်အားနာရှင်ကိုမကြိုက်ဘူးရှင်အားဆင်အားနာရှင်ကိုရှင်တို့တွေတော်လန့်ခြင်းနဲ့ရတယ်အလို့ရှိမှာစက်တက်ကတရားရဂိုင်းတော့ထိမ့်ချုပ်ထားတယ်တရားရဂိုင်းတော့အုပ်ချုပ်နေတယ်အဲ့ဒီကနေပြီးရွေးကောက်ပွဲကျင်းပလိုက်မယ်ဆိုရင်ရွေးကောက်ခံအစိုးရတည်းရဲ့ဖြစ်လာရင်တရားရဂိုင်းတော့ထိမ့်ချုပ်ထားတဲ့စက်တက်က25ရဂိုင်းတော့ပဲရလိမ့်မယ် ။ဒါကြောင့်မလို့အခုလက်ရှိတရားရဂန်လုံးစစ်တပ်အုပ်ချုပ်နေတဲ့လက်အောက်မှာနေမလားစစ်တပ်ကကျင်းပပေးတဲ့ရွေးကောက်ပွဲကိုပါဝင်ပြီးအတိမတ်ပြုတ်ပြီးမဲပေးပြီးတော့တရားရဂန်လုံးယူထားတဲ့စစ်တပ်လက်ထက်တွေက85ရဂန်လုံးကိုပြန်ယူမလား။ခမည်းတော်